လန်းစုဆိုတာဗါလဲလန်းစုဆိုတာကဒီကင်မရာမန်ဘလူးပေါ့နော်ဒီလန်းစရဲ့အရှိမတက်စင်ရတဲ့ကာဗာဒါမှမဟုတ်လို့ရှိရင် အုတ်ထုတ်မန်ဘလူးရဲ့အုတ်ထုတ်လို့လည်းပြောလို့ရပါတယ်ပလတ်စတစ်ဒါမှမဟုတ်လို့ရှိရင်တက်တူတစ်ခုခုနဲ့ပြုတ်ထားတဲ့ပစ္စည်းပဲဖြစ်ပါတယ်လန်းစုရဲ့ပုံစံကမန်ဘလူးတစ်ခုစီရဲ့ပေါ့နော်ဒီမြင်ကွင်းကို angle view အဲ့ဒီအပေါ်မှာမူတည်ပြီးတော့ကွဲပြားပါတယ်ဘာလို့လဲဆိုတော့မန်ဘလူးတဲ့ကိုဒီရုပ်ပုံဖြစ်စေတဲ့အလင်းပေါ့နော် ရုပ်ပုံဖြစ်စေတဲ့အလင်းစံစာကိုဝင်လာတဲ့အလင်းမဟုတ်ဘဲနဲ့ဘေးကနေပြီးတော့ဝင်လာတဲ့မလိုလားအပ်တဲ့အလင်းတွေကိုအဓိကကာကွယ်ပေးဖို့ဒီဇိုင်းထုတ်ထားလို့ပါပဲ။ဒါကြောင့်အသုံးပြုရလဲအဓိကတော့အကြောင်းပြချက်နှစ်ခုရှိပါတယ်။ပထမတစ်ချက်ကတော့ဒီအလင်းဝင်ရောက်မှုကိုထိန်းချုပ်တာပါနော်။ controlling lens flare ဒီ lens flare တွေကိုထိန်းချုပ်တာပါ။ဒါကတော့ဒီ lens ဟူရဲ့မရှိမဖြစ်အရေးကြီးဆုံးလောက်ဆောင်ချက်ဖြစ်ပါတယ်။ပြဿနာပေါ့။ဘာပြဿနာလဲဆိုတော့ဒီနေရောင်တွေ in lens မီးတိုင်တွေပေါ့နော်။ဒီအပြင်းနဲ့ဒီ လင်း source တွေကနေလာတဲ့ဒီမှန်ဘလူးတဲ့ကိုဓာတ်ရိုက်ဝင်ရောက်လာတဲ့အခါမှာဒီဓာတ်ပုံထဲမှာเนาะ lens flare ဒီတောက်ပါတဲ့ဒီဆက်ထကံပုံစံမျိုးတွေနောက်တစ်ခုကကျတော့ဒီဆက်ဝိုင်းပုံစံမျိုးတွေဖြစ်လာတယ်ဗောနော်ဒီလို lens flare ဖြစ်လာတဲ့အတွက်ကြောင့်မလို့ဓာတ်ပုံရဲ့ဒီ contrast ဒီဒီဓာတ်ပုံရဲ့အရည်အသွေးဗောနော်ဒီသွေးတွေနောက်တစ်ခုကကျတော့ saturation ပေါ့နော်ဒီ saturation ဒီအရောင်အရင်နှုတ်တယ်ပေါ့နော်ဒါမျိုးတွေကဒီကြဆင်းသွားပြီးတော့မှုံနေပေါ့နော်မှုံမှန်မှန်ပုံတပုံ ဖြစ်သွားစေပါတယ်အဓိကဒီဖြည့်ရှင်းချက်ကတော့ဒီလမ်းစုပေါ့နော်လမ်းစုပေါ်ဒီမန်ဘလူးရဲ့အရှိမဒီအရေးလိုမျိုးမိုးပေးပြီးတော့ဒီဘေးရဝင်လာတဲ့ဘေးရဝင်လာတဲ့အလင်းတွေကိုပိတ်ဆို့ထားတာပေါ့နော်ပိတ်ဆို့ထားတဲ့အတွက်ကြောင့်မလို့ဒီ contract ဓာတ်ပုံရဲ့ contract ကပြန်ပြီးတော့ကြည်လင်လာစေပါတယ်ကျွန်တော်တို့ဒီ lens flare ဖြစ်နေတဲ့ပုံတွေဆိုရင်တချို့ဟာတွေကြတော့ lens flare တီးတန့်ယူတာရှိတယ်တချို့ဟာကြတော့ကျွန်တော် lens flare အဝင်မခံချင်တဲ့ပုံစံတွေရှိပါတော့ တကယ်လို့ကိုက lens flare အဝင်မခံချင်ဘူးဆိုလို့ရှိရင် lens hook ကိုတတ်ထားတာဒီ flare gain နဲ့ပေါ့နော် flare gain နဲ့ပုံတပုံရရှိစေမှာဖြစ်ပါတယ်နံပါတ်1အချက်မှန်ဘလူးကိုဒီ physical ဘိုင်းပေါ့ဒီရုပ်ပိုင်းဆိုင်ရာ physical protection ပေါ့နော် physical protection ပြုလုပ်ပေးပါတယ် lens hook ကဒီအမြဲတမ်းဒီတတ်ထားတာပေါ့နော် lens hook ကိုဒီအမြဲတမ်းတတ်ထားတယ်ပေါ့နော်အမြဲတမ်းတတ်ထားတယ်ဆိုတော့တွာလာနေတဲ့အချိန်မှာကိုကတတ်ထားတယ်ဆိုလို့ရှိရင်တခုခုထိမိခိုက်မိတာတို့ဘောနော်ဒီကင်မရာကိုတည်သွားတဲ့အခါမှာမတော်တဆ ထိမိခိုက်မိတဲ့အခါမှာဒီမန်ဘလူးရဲ့အရှိပေါ့နော်ဒီလန်းကိုဖီတာတတ်ထားရမယ်ဖြစ်ဖြစ်ဖီတာဖီတာရဲ့ဒီမျက်နှာပြင်ကိုပေါ့နော်မထိခိုက်အောင်သူကဒီကာွယ်ပြီးတယ်ပေါ့နော်ဒီအစိုးနေပါရင်တိုက်မိတာတော့မလို့ဖြစ်တတ်တယ်အဲ့ဒါဆိုရင်ဒီလန်းစုကကာွယ်ပြီးပါတယ်ဒီတန်ရှင်းလောက်ရတာလည်းလွယ်ကူတယ်ပေါ့နော်ဥပမာကျွန်တော်တို့ဒီမှန်သားပြင်ပေါ့ပေါ့နော်ဒီဒီလန်းစရဲ့အမှန်ပေါ်ကိုလက်နဲ့တို့မီတာထိမီတာမိုးဆက်တွေဒါမှမဟုတ်လို့ရှင်ပုံလေးပေါ့နော်လေတိုက်တဲ့အခါမှာဒီတိုက်ရိုက်ကျွန်တော်တို့လန်းပေါ်တိုက်ရိုက် ကြတာပေါ့နော်။နဲတစ်ထက်နဲအောင်ပူညီပေးပါတယ်။လမ်းစုအမျိုးအစားတွေကိုပြောကြည့်အောင်။လမ်းစုအမျိုးအစားကနှစ်မျိုးရှိပါတယ်။ cylindrical နော်။ cylindrical ဒါမှမဟုတ်လို့ရှင်ဒီ round ခုပေါ့နော်။ round လမ်းစု cylinder ပုံစံဒါမှမဟုတ်လို့ရှင်ဒီအဝိုင်းပုံစံလမ်းစုပေါ့နော်။ဒီအဝိုင်းပုံစံလမ်းစုကတော့ဒီခြေလျားပြီးတော့ခတ်တညီတဲ့ပုံစံမျိုးပေါ့နော်အဝိုင်းပြုံပုံစံဖြစ်ပါတယ်ဒါကတော့ဘယ်နေရာမှာတုံးလဲဆိုတော့ telephoto lens တွေပေါ့နော် zoom အားကောင်းတဲ့ lens တွေမှာ သုံးရအောင်ဖြစ်ပါတယ်ဒီအဓိကကတော့ကျွန်တော်တို့ဒီ zoom နေဒီမှန်ဘလူးတွေမှာဗောနော်တက်စင်တဲ့အခါမှာမြင်ဝင်းကဗောနော်ကျော်ရဲမြင်ဝင်းကကျင်းတယ်ကျင်းတဲ့အတွက်ကြောင့်မလို့ဒီလိုဆက်ဝိုင်းပုံစံပေါ့နော်ရှီလျားတဲ့ဒီဟုတ်တွေကဒီဘေးပတ်ပတ်လေကနေပြီးတော့ဝင်လာတဲ့အလင်းတွေကို ထီထီရရောက်ကာဝယ်ပေးပါတယ်နောက်တစ်ခုကတော့ဒီပက်တယ်ဒါမှမဟုတ်လို့ရှိရင်ကျူးလစ်လန်ခုလို့ခေါ်တာပေါ့တော့ပန်းပွင့်ပုံစံကျူးလစ်ပန်းပွင့်ပုံစံမျိုးပန်းပွင့်ဖက်တီပုံစံမျိုးတူတယ်ပေါ့နော်ဒီလိုအခုံးလိုက်ခွက်လိုက်ခုံးလိုက်ခွက်လိုက်ပေါ့နော်ဒါမျိုးပုံစံမျိုးဖြစ်ပါတယ်ဒီ wide angle lens ပေါ့နော်ဒီမြင်ကွင်းကျယ်မှန်ဘလူးတွေမှာမဖြစ်မနေလိုအပ်ပါတယ်ဒီလိုပုံစံကိုအဓိကရွေးချယ်ရတာကဒီမှန်ဘလူးပေါ့နော်ဒီ wide angle မှန်ဘလူးတွေကမြင်ကွင်းကျယ်တယ်နော် white ဖြစ်တယ်မြင်ကွင်းကျယ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရှေ့လျားတဲ့ hook ပေါ့နော် ဟမ်ဒီတယ်လီမှာတုံးတဲ့ခုအရှိကိုတုံးလိုက်မယ်ဆိုလို့ရှိရင်ဒီထောက်နေပေါ့ကျွန်တော်တို့ဓာတ်ပုံရဲ့ထောက်နေမှာဗီနီယက် ဗီနီယက်ပေါ့နော်အမဲအမဲလိုမျိုးတွေပေါ့နော်အမဲလေးတွေဗီနီယက်လေးတွေလို့ခေါ်တာပေါ့နော်အဲ့ဒါကိုဗီနီယက်လေးတွေဝင်သွားမှာပဲဖြစ်ပါတယ်ဒီပက်တယ်ပုံစံကတော့ဒီလိုအပ်တဲ့နေရာမှာအလင်းကိုကာတယ်မြင်ကွင်းထဲကိုမဝင်မဝင်အောင်ပေါ့နော်အနားတွေကိုဒီအင်ဂျင်နီယာတွေကနေရာမှာတိကျကျတွက်ချက်ပြီးတော့အုံဖို့ပေးထားတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီ lens ပေါ့နော် lens hook နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတွက်ပြန်ပြီးတော့အဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်